။ငွေမရှာနိုင်ချိန်မှာအမေဖြစ်သူတည်ဆုံသွားတာကိုပြန်တွေးမိတိုင်းရင်နာနေတော့မယ်ဆိုရဲမင်းသမီးချောချူလေး။ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။အစာကောင်စားရရင်ကိုချစ်တဲ့လူကိုသတိရတဲ့ဆိုရဲစကားကိုပရိသတ်တို့ကြားမိကြမှာပါနော်။ပြောလိုက်တဲ့စကားလုံးကရိုးရှင်းမိမိစကားလုံးရဲ့အထိတ်ပဲကတော့အနန်းနဲ့လွန်ပါတယ်။ကိုချီရတဲ့သူတွေကိုကိုချင်းစားတယ်လို့စားစီချင်တာကိုနေတယ်လို့နေစီချင်တဲ့စိတ်နဲ့တတိယတက်ပြီးမယ်။တချို့အရာတွေကတတိယယုံကလွန်ရင်ဘာမှမတန်နိုင်တဲ့အရာတွေမို့ တွင်းမိတိုင်းနာကျင်ရတာတွေအများကြီးပါပဲအဲ့လိုနာကျင်မှုမျိုးကိုခံစားနေရတဲ့အထင်မှာမင်းသမီးချောချူလေးကထိတ်ဆုံးကဖြစ်မဲထင်ပါတယ်အောင်မြင်မှုတွေအထောက်ထိတ်ရောက်နေတဲ့ချူလေးကတော့အောင်မြင်မှုတွေကိုခံစားရပြီးမယ်မိခင်မရှိတော့တာကိုတွင်းမိတိုင်းဝန်းနေနေရတာလည်းဖြစ်ပါတယ်တီတော်သူကြာရင်မေးဆိုပြီးမယ်ချူလေးကတော့မိခင်ဖြစ်သူကိုမမေ့နိုင်ခဲ့ပါဘူးနော်အောင်မြင်မှုတွေရလာလေမိခင်ဖြစ်သူကိုတရမမမေ့နိုင်လေဖြစ်နေခဲ့တာပါ ျူလီကအခုချိန်မှာဖခင်ဖြစ်သူကိုအစွမ်းကုန်ပြုစုဆောင်ရှောက်ပြီးတာသမီတာဝန်ကြီးအောင်စ조사နေပြီးမြွက်လွန်သွားတဲ့မိခင်ကိုလည်းမမေနိုင်ဖြစ်နေတာလည်းဖြစ်ပါတယ်။ဖခင်ဖြစ်သူကိုလည်းအရန်ချလို့အစွမ်းကုန်ဆောင်ရှောက်ထားပြီးမြမိခင်ဖြစ်သူနဲ့ပတ်သက်တဲ့ခံစားချက်တွေကအများကြီးပါပဲ။ဘာလို့လဲဆိုတော့ချူလီကမိခင်အပေါ်မှာတမီတယောက်အနေနဲ့ဘာတာဝန်မှမကြေခဲ့လို့ပါပဲ။ချူလီကအခုချိန်မှာဖခင်ကိုလိုလီသေးမရှိအောင်ထားနိုင်ခဲ့ပြီးမြ ။မိခင်အလဲမှာတော့ထမင်းတောင်ဝယ်မကြွေးခဲ့ဘူးတဲ့အထီးပါပဲ။ဂျူလီရဲ့မိခင်ဖြစ်သူကလူလောကကြီးကထွက်ခွာခဲ့တာကြားခဲ့ပါပြီ။ဂျူလီဆယ်ရန်အောင်ပီကစားမှာမိခင်ဖြစ်သူကလူလောကကြီးကနေအပီးတိုင်းထွက်ခွာခဲ့တာလည်းဖြစ်ပါတယ်။ဂျူလီရဲ့မိခင်ကတော့အစာအိမ်ကင်းစားနဲ့တည်ဆုံခဲ့ရတာဖြစ်ပါတယ်။တေချာကူတာမယ်ဆိုရင်ပျောက်ကင်းနိုင်တဲ့အနေအထားမှာစေပညာဘဟုတုတမရှိခဲ့တာမို့လက်လော့ခဲ့ရတာမို့ဂျူလီတယောက်နောင်နာရမဆုံးနိုင်အောင်ဖြစ်နေတာဖြစ်ပါတယ်။ ဂျူလီကအကိုအသက်ရွယ်မှာငွေလဲရှိသလိုဘဟုတုတာလည်းရှိရမို့ဖခင်ဖြစ်သူရဲ့အသက်ကိုတော့မရရအောင်ကဲတင်ပေးနိုင်ခဲ့ပြီမဲ့အမေဖြစ်သူတော့ကတော့မကဲတင်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။အဖေဖြစ်သူအလဲမှာတော့ကျမ်းမာရင်မကောင်းရင်ဘာကြောင့်လဲခွင့်စိတ်ရင်တတ်တာမလားစောင့်ကြည့်ရမလားဆိုတာဆုံးဖြတ်တတ်တာမို့ဖခင်ဖြစ်သူကကြမ်းကြမ်းမာမာနေနိုင်နေတာပါ။အရင်တစ်ခေါက်ကလည်းဖခင်ဖြစ်သူစေယုံတရားတော်ကဘလို့ကုသမှုကိုဦးစားပေးရမလဲဆိုတာကိုရိုင်းဆုံးဖြတ်ချက်ချခဲ့တာမို့ အဖေဖြစ်သူကအသက်ဘေးကလွန်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။အဖေဖြစ်သူအလဲမှာလူလီသည်မရှိအောင်ထားနိုင်ပေမဲ့အမေအလဲမှာတော့ဘ ഹു တုတ္တနဲ့လို့အမေဖြစ်သူမတည်တင်မဲ့တီးခဲ့ရသလိုထမင်းတနတ်တောင်မကျွေးနိုင်ခဲ့ဘူးဆိုပြီးရင်ဖွင့်လာခဲ့တာလည်းဖြစ်ပါတယ်။ဂျူလီရဲ့မိခင်ဖြစ်သူကအစာရင်ကင်ဆာနဲ့အသက်တည်ဆုံးခဲ့တာပါ။အစာရင်ကင်ဆာကအချိန်မီကိုသားမယ်ဆိုရင်အသက်ရှင်နိုင်ပေမယ့်ဘ ഹു တုတ္တနဲ့ကလေးလို့အမေဖြစ်သူကအသက်ပေးခဲ့ရတာပါ။ ချူလေးစေရန်အရွယ်လောက်မှာအမေဖြစ်သူရဲ့အစာအိမ်ယောဂကိုအချိန်မီမကူနိုင်ခဲ့လို့တွေးမိတိုင်းနာကျင်ရသလိုအမေဖြစ်သူအပေါ်မှာဘာမှမလုပ်ပေးနိုင်ခဲ့တာကိုတွေးမိတိုင်းစိတ်မကောင်းဖြစ်နေတော့လို့ဆိုပါတယ်။ငွေမရှာနိုင်တဲ့အရွယ်မှာမိခင်ကဆုံးပါသွားတာမို့လိုအပ်တာဖြည့်ဆည်းပေးဖို့နေနေတာတာထမင်းတနတ်တောင်မကြွေးနိုင်ခဲ့တာကိုစိတ်မကောင်းဖြစ်နေခဲ့တာဖြစ်ပါတယ်။အခုအချိန်မှာအမေသားရှိမယ်ဆိုရင်လိုလေသည်မရှိအောင်ထားနိုင်မိမယ်။အမေဖြစ်သူကသူငွေမရှာနိုင်တဲ့အရွယ်မှာပဲကွယ်လွန်သွားခဲ့တာမို့ အမေဖြစ်သူအပေါ်မှာတာဝန်မကျေသလိုခံစားနေရတာလည်းဖြစ်ပါတယ်။ကျူလီကအခုချိန်မှာတယောက်တည်းရှိရတဲ့အဖေဖြစ်သူကိုအစွမ်းကုန်ပြုစုနေပြီမယ်။အမေဖြစ်သူအကြောင်းတွင်းမိတိုင်းနာကျင်နေသလိုဝမ်းနဲ့မျက်ရည်ကြာနေတော့မှပဲနော်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ရှင်။